အင်းဝအချုပ်ဆိုင်မှာညှဉ်းပန်းနှိပ်စက်ခံရလို့ဒဏ်ရာရခဲ့တဲ့အင်ကူကလေးငယ်ကိုရန်ကုန်စည်ယုံကြီးရဲ့လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုဌာနမှာအပြည့်အဝခွဲစိတ်မှုတွေလုပ်တာအောင်မြင်မှုရရှိခဲ့ပါတယ်။မအိမမမောကသတင်းပေးပို့ထားတာပါ။မဆန်းကေခိုင်ကိုဘဲညာလက်ချောင်းတွေဘဲတရောင်ညာတရောင်နဲ့လက်မောင်းနှစ်ဖက်အပါဝင်လေဘေးနာရွတ်တွေကိုစုစုပေါင်းအကြီးစားခွဲစိတ်မှု၄ချိန်ပြုလုပ်ခဲ့ရတာပါ။ဒီလိုပြုလုပ်တဲ့နေရာမှာလက်ချောင်းခွဲစိတ်မှုတွေအခက်အခဲတွေရှိပေမဲ့ အောင်မြင်ခဲ့တယ်လို့ခွဲစိတ်မှုကိုဥဆောင်ခဲ့တဲ့ရန်ကုန်စစ်ရုံကြီးလက်ပိုင်းဆိုင်ရာခွဲစိတ်ဆရာဝန်ပမုခဒေါက်တာခင်မမြင့်ကခုလိုပြောပြခဲ့ပါတယ်။ပထမဆုံးကတော့ကျွန်တော်တို့ထင်တာကအဲမိမွေတိုင်းဖောင်ဝင်တိုင်းပြန်မကောင်းတော့တော့တေချာတယ်။ဒါပေမဲ့အလုပ်တွေအများကြီးလုပ်နေပါမလားလို့ကျွန်တော်တန်တရားရှိခဲ့တယ်။လာခလေးရငငယ်ရွယ်ရွယ်နဲ့အလုပ်ကိုစလုပ်ခဲ့ရတယ်ဆိုတော့အဲစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိကောင်းရှိခဲ့နိုင်မယ်။ဒါအတွက်လည်းကျွန်တော်စိတ်ပူတယ်။ဒါပေမဲ့ကလေးဆိုတာကမျိုးက ပတ်ဝန်းကျင်နဲ့အင်တန်ကိုဟိုလက်ရုံးကြီးတွေရှိတတ်တာဆိုဆေးရုံရောက်ပြီးတော့ခါကျတော့အဲ့ဒါဒီလက်ကျင်ကလုပ်တဲ့ဆံမတွေတာဝန်ကြတဲ့ဆံမတွေနဲ့ခင်ခင်မင်မင်ရင်းနှီးဖြစ်လာပြီးတဲ့ခါမှာသူ့ရဲ့ပူပေါင်းဆောင်ရွက်မှုကြောင့်သူဟာမြန်မြန်ပြန်ကောင်းလာတာရှိတယ်။နောက်အခုကျွန်တော်တို့မြင်နေရတဲ့ဒါဒီကလေးမလေးပုံဆွဲသွားတယ်။အဲ့သူဆက်ချုပ်တင်နေတယ်။သူအာယုံရတာကိုသူတခြားလုံနိုင်လာတဲ့သဘောရှိတဲ့ကြောင့်မို့သူ့ရဲ့ဘဝမှာအဲတခြားရှောင်နှောင့်နိုင်မယ်လို့ကျွန်တော်ယုံကြည်သွားပြီ။သူဟာဟလား အဓိကကတော့သူ့မှာ guide လို့တာပေါ့နော်သူ့ကိုဥဆောင်လှမ်းပြမဲ့သူကတခြားဥဆောင်လှမ်းပြနိုင်ရင်ဒီ claim တွေဟာပေါင်းရင်လည်းလျှော့ညွှန်တွေရှိပြီးတော့ဘဝမှာအဆင်ပြေချောင်းလှမ်းနိုင်မယ်လို့ကြော်ကြော်ကြည့်ပါပဲစီဘဆိုင်ရာဆရာဝန်ညီနေကတော့မဆန်းကိခိုင်ရဲ့နေနာမှုကိုနောက်ထပ်6လကြာမှာစောင့်ကြည့်ပြီးရင်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်ဒီ claim တွေကတော့ညာဘက်လက်ချောင်းတွေအားလုံးကျိုးတယ်လက်မလည်းလို့ဘယ်ဘက်လက်ချောင်းတွေလည်းအားလုံးကျိုးတယ်ကျိုးတဲ့အချိန်တွေကလည်းဖြစ်ဖြစ်ရှင်းလာတာမဟုတ်ဘူး အကြိုင်နေမှာလာရတယ်အဲကျွန်တော်တို့ခွက်စစ်တာလည်းအများကြီးတော့ကြတယ်ခွက်စစ်ချင်းပေါ့နော်နောက်ကြတော့ဒီ claim မလေးအတွက်ကိုကျွန်တော်အနည်းဆုံး6လကျွန်တော်စောင့်ကြည့်ပါမယ်6လကြာတဲ့အခါသူ့ဘလောက်ပြန်ကောင်းလာတယ်လဲဘလောက်ပစ္စည်းတွေဆုံနေတာလဲသူ့လက်ကိုနေ့စဉ်လုပ်ငန်းတွေမှာဘလောက်လောက်အသုံးချနိုင်တယ်လဲအဲ့ဒါပေါ်ကြည့်ပြီးတော့အာနှစ်နာဆုံးဖြတ်ဖို့ကျွန်တော်တို့ထုတ်ပြန်ပါမယ်နှစ်နာဆုံးဖြတ်မှုရှိတယ်တော့သိကြပါတယ်ရှိတယ်တော့သိကြတယ် နှုတ်ကိုရုပ်ပိုင်းဆိုင်ရာနဲ့နာဆုံးရှုံးမှုအပြင်စိတ်ပိုင်းဆိုင်ရာနဲ့နာဆုံးမှုရှုံးမှုများလည်းပါဝင်ပါမယ်။အဲ့ဒါလည်းစိတ်ပိုင်းဆိုင်ရာဆောင်များနဲ့ကျွန်တော်တို့တိုင်ပင်ပါမယ်။တိုင်ပင်ပြီးတဲ့အခါကျမှသာကျွန်တော်တို့နဲ့ထုတ်ပြန်ပြရစီနဲ့နာဆုံးရှုံးမှုရှိတယ်ဆိုတာတရားပေါ်ရှိတယ်ဆိုတာတော့ကျွန်တော်ပြောနိုင်ပါတယ်။အင်းဝါချုပ်ဆိုင်မှာ၃နှစ်ကြာလုံးလုံးကန်ခဲ့တဲ့ကော်မှုမျိုးနဲ့ရှာဝါကြည့်ရွာကမင်းကလေးနှုတ်ဖြစ်တဲ့မတ်ဆန်းကေခိုင်နဲ့မတ်တစင်တို့ဟာအင်းရှင်မီသားစုရဲ့ညှိမှတ်နေဆက်မှုကြောင့်ခနာကုမာဒန်ယာရီရရှိခဲ့ပါတယ်။ ီးခဲ့တဲ့ဇူလိုင်လမှာဒီဖြစ်စဉ်အတွက်သတင်းပေးတိုင်ကြားမှုတွေရှိခဲ့တာကြောင့်လက်ရှိမှာအရှင်မိသားစုတွေကိုရုံးတင်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ကျမအီမမမမ